ဒီဇင်ဘာသမို့2026ဇန်နဝါရီမှာစစ်ကောင်စီရေကောက်ဝဲကျင်းပါမယ်လို့စစ်ကောင်းဆောင်ပြောကြားလိုက်ပါပြီ။အားလုံးမင်္ဂလာပါဗျာ။ Let's Talk the News Channel ကနေကြိုဆိုလိုက်ပါရစေ။2020ပြည့်နှစ်ရေကောက်ပွဲနိုင်သူတွေကိုဖမ်းဆီးအာဏာသိမ်းခဲ့တဲ့စစ်ကောင်းဆောင်မင်းအောင်နိုင်ကသူတို့လုံမဲ့ရေကောက်ပွဲရက်ကိုထုတ်ပြောလိုက်ပြီးဖြစ်ပါရစေ။ရုရှားရဲ့မဟာမိတ်ဘယ်လာရုစ်နိုင်ငံမှာရောက်ရှိနေချိန်မနေ့မလ9ရက်နေ့မှာသူကပြောလာတာပါ။ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာသို့မဟုတ်2026ခုနှစ်ဇန်နဝါရီလမှာအစောဆုံးကျင်းပသွားဖို့စီစဉ်ထားကြောင်းပြောလိုပါတယ်ဆိုပြီးစစ်ကောင်စီဘယ်လာရုစ်အစိုးရနှစ်ဖွဲ့တွေ့ဆုံချိန်ပူချုံမူကြီးကထည့်သွင်းပြောကြားသွားတာပါစစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲဝင်ပြိုင်ဖို့ပါတီ53ခုကအစည်းအဝေးတွင်ထားပြီးဖြစ်တယ်လို့သူကပြောပါရယ်။ဒီရွေးကောက်ပွဲကိုလာရောက်လည်လာဖို့ဘယ်လာရုစ်နိုင်ငံရဲ့လည်လာရေးဖွဲ့တွေကိုစစ်ကောင်ဆောင်ကဖိတ်ခေါ်ခဲ့ပါသေးတယ်။ စစ်ကောင်စီလုံးမဲ့ရွေးကောက်ပွဲကိုအမေရိကန်နဲ့ဥရောပနိုင်ငံတွေအပါအဝင်နိုင်ငံတကာကကန့်ကွက်ထားသလိုနိုင်ငံတကာရွေးကောက်ပွဲလေးလာစောင့်ကြည့်ရေးဖွဲ့တွေကလည်းတသဘောတည်းဖြစ်ပါတယ်စကောင်စီအတွက်အလုံးမဖြစ်တဲ့ဘုံသမောတူညီချက်9ရက်ထုတ်ထားတဲ့အာဆီယံရဲ့လက်ရှိအလဲကျဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကလည်းရွေးကောက်ပွဲမလုပ်သေးဘဲနိုင်ငံတည်ငြိမ်အောင်အရင် လုပ်ဖို့ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းမှာကျင်းပခဲ့တဲ့မြန်မာရေးဆွေးနွေးပွဲအတွင်းပြောထားပါဗျာ။ ်ဘယ်လာရုစ်နိုင်ငံစီရောက်နေတဲ့ဗိုလ်ချုပ်ကြီးမေအောင်လိုင်းကဘယ်လာရုစ်တမတာလူကာရှန်ကောကိုမြန်မာနိုင်ငံလာဖို့ဖိတ်ခေါ်ခဲ့သလိုလူကာရှန်ကောကလည်းမကြာမီမြန်မာနိုင်ငံမှာတွေ့ဆုံနိုင်လိမ့်မယ်လို့မျှော်လင့်ကြောင်းတုံ့ပြန်ပြောကြားတော်ပါတယ်ဘယ်လာရုစ်တမတာကတော့မလ9ရက်နေ့တွေ့ဆုံပွဲတွင်ဒီနေ့တွေ့ဆုံပွဲမှာဆိုရင်တော့ကျွန်တော်တို့စီးပွားရေးနဲ့ပတ်သက်ပြီးတော့ပူးပေါင်းဆောင်ရွက်လုပ်ငန်းတွေကိုတိတိကျကျဆွေးနွေးကြတာရှိပါတယ်ဥသားချင်းစာနာထောက်ထားရေးဆိုင်ရာအခမ်းကဏ္ဍရများနဲ့ပတ်သက်လို့လည်း ူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေးကြတာရှိပါတယ်။စီးပွားရေးလုပ်ငန်းဆိုင်ရာကိစ္စရပ်တွေကိုအောင်မြင်မြင်လုပ်နိုင်ဖို့အတွက်ဒီနေ့နိုင်ငံကျွန်တော်တို့မဟာဗျူဟာကြကြအစီအစဉ်ရေးဆွဲဖို့လည်းသဘောတူညီမှုရခဲ့ပါတယ်လို့ပြောတော်ပါတယ်။စကောင်းသောမင်းအောင်လှိုင်ဟာဘယ်လောက်စနိုင်ငံကတဆင့်ရရှားနိုင်ငံစီပြန်သွားမှာဖြစ်ပြီးမလ၁၀နှစ်မှာအခုခရီးစဉ်ကိုအဆုံးသတ်မှာဖြစ်ပါရယ်ခင်ဗျာတရင်လေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ကျွန်တော်တို့ channel လေးကို subscribe လေးလုပ်ပြီးခေါင်းလောင်းလေးနှိပ်ထားပေးကြဖို့မေတ္တာရက်ခံပါရယ် ကျွန်တော်ကိုဟိမ